မင်္ဂလာပါတင်ငယ်ချင်းတို့ရေဒီနေ့ကတော့ဘာမှထူးထူးဆန်းဆန်းတော့မဟုတ်ဘူးเนาะကြက်ဥချင်းဟင်းလေးချက်စားကြမယ်ဒါတော့ကြက်ဥကိုပြုတ်ထားတာပါဒီပြီဆိုလို့ရှိရင်တော့ဒီမှာဒါကတော့ကြက်သွန်းအနီအဖြူကိုပပလိထားတယ်เนาะနှုတ်ဆင်ထားရဲပြီးပြီဆိုလို့ရှိရင်တော့ဒီမှာဒါကတော့အမွေးနံတာလေးတွေအုပ်ဖို့အတွက်เนาะပင်စင်ရွက်ကလေးတွေခူးထားတယ်ကဲစချက်ဖို့အတွက်စီအိုရင် ဒါကအုပ်ပူလာပြီဆိုလို့ရှိရင်စီလေးနည်းနည်းထည့်ပါမယ်။စီလေးပူလာပြီဆိုလို့ရှိရင်တော့ကျတော့အမီအစီနုံနုံဆင်းထားတာထည့်လို့ရပါပြီ။ ီဒီဆက်ရရှိရင်တော့နာစနေမခွေးထည့်ပေးပါမယ်။ ဒါချစ်ကုန်လေးတွေလိတ်သွားအောင်အထီးကိုစီးတက်ပေးပါမယ်နော်ဗမာဟင်းနေဆက်ရင်ဒီမှာအမြဲတမ်းပြောပါရနော်ဒီဆက်ချစ်ကုန်ကိုနနလေးစီးတက်ဖို့လုပ်ပါတယ်ခုလိုစက်သွန်လေးကောင်းကောင်းလိမ့်သွားပြီဆိုလို့ရှိရင်တော့အညုပ်ပြီးအရောက်တဲမှုန့်ကိုထည့်ပါမယ် ဒါကတော့ပစံချောင်းမှုလေးနည်းနည်းထည့်တာပါကစားလေးနည်းနည်းချက်လိုက်တာပါ ဒါကတော့ဟွန်တချီငါမုတ်ကလေးထည့်လိုက်တာပါအခြားအရသာမုတ်ထည့်ခြင်းလည်းရသလိုခေရသာမုတ်မှမထည့်ဘဲနဲ့ဆက်ခြင်းလည်းရပါတယ်နော်ကျဆူကတော့နေတဲ့ဟွန်တချီငါမုတ်ကိုတုံးနေရှိပါတယ်ဒီဒီဆိုရင်တော့ချင်းချင်းလေးဖြစ်သွားအောင်လို့နာမကြီးနှစ်ကလေးထည့်ပါမယ် ဒီဒီဆိုရင်တော့နောက်ဆုံးမှာတော့ကြက်ဥလေးထည့်လို့ရပါပြီဒါဆီလေးနည်းနည်းထည့်လိုက်ပါမယ် ဒါကရကအတွက်ပြန်ပြရည်လေးနည်းနည်းထည့်ပါမယ်ခုလိုပုပ္ပဆူလာပြီဆိုလို့ရှိရင်တော့ကျဆွေတော့ဒီမှာပင်စိမ့်လေးရဲ့ရှမ်းနန်လေးရဲ့ဥပါမယ် ဒီလိုမျိုးပေါ့နော်အနက်မွေးတဲ့အနက်နေမကြိုက်ဘူးဆိုလို့ရှိရင်လည်းမထည့်လည်းရပါတယ်နော်ဟင်းဦးကောင်းကောင်းပုတ်ပတ်ဆူလာပြီမွေးနှက်လေးတွေလည်းထည့်လိုက်ပြီးပြီဆိုရင်တော့ကိုကြိုက်ဖြစ်တတ်တဲ့အရာသာဖြစ်ရလားဆိုတော့မြည်ပြီးပြီးတော့ပြင်လို့ရပါပြီနော် ရဲအခုဆိုလို့ရှိရင်လူလက်ကုမြန်ဆန်ပါတယ်လူတိုင်းလက်ချက်တဲ့ပုံစံလေးပါပဲเนาะတချို့ကလည်းချက်ပြပေးပါလို့ပြောထားလို့ပေါ့เนาะဒီနည်းလေးကိုချက်ပြပေးတာပါကဲမိသားစုထမင်းဝိုင်းအတွက်အစနစ်ဖြစ်ပါပြီเนาะလူလက်ကုကမြန်မြန်ဆက်ဆက်နဲ့ပြုလို့ရတဲ့နည်းလေးကိုတင်ပေးသွားမှာပေါ့เนาะချက်ဆွေး channel လေးကို like and subscribe လုပ်ပေးထားပါဦးเนาะ